ရန်ကုန်မှာလည်းငရင်တော်တော်လေးလှုပ်သွားလို့အဲ့ဒါအခုအပြင်ထပ်ပြီးတော့ထိုင်နေကြတာပေါ့နော်ညဆက်တနာကြီးဝင်းချင်တော့ပေါ့အားလုံးတတိထားကြပါလို့အဲ့လိုမျိုးတွေရှိတဲ့အနေအထားဖြစ်နေတော့လေဆရာမကြီးရန်ကုန်ရဲ့အနေအထားရောဘယ်လိုမျိုးဖြစ်လာနိုင်မယ်လို့ဆရာမကြီးသုံးသပ်လို့ရမလဲဗျအဲ့ဒါလေးလည်းဒီဒီစိတ်ပူနေတဲ့ရန်ကုန်ဝင်သူရန်ကုန်သားတွေအတွက်ပေါ့လေဆရာမကြီးရှင်းပြပေးပါအဲ့အဲ့ဒါကတော့ကြည့်လိုက်မယ်ဆိုလို့ရှင်မြန်မာတနေငံလုံးကိုခြုံပြီးတော့ကြည့် ဟုတ်ကဲ့เนาะခြုံပြီးတော့ကြိတ်လိုက်တယ်ဆိုရင်စကိုင်းပြည့်ရွေးဟာသူကဒီကချင်းပြည်နယ်အနေနဲ့ကစပြီးတော့နားလဲအောင်လုပ်ပြရเนาะဟုတ်ကဲ့ခင်ဗျာစပြီးတော့သူရှိတာတယ်ဒီစွာပြောတယ်ဒီအင်ဒိုဂျီအင်ဒိုလီနော်ဟိုစားဒီဒီကအင်းစသည်ဖြင့်နောက်နေပြီးတော့အောက်ဘက်ဒီရောက်မယ်ဆိုရှင်ပကိုးဒါလှုပ်ဖူးတဲ့ငလေးမျိုးထည့်ပြောသွားတာเนาะပကိုးငလေးရောက်ပြီးတော့မှသူက အဲကပတိပိရန်တဲဝင်သွားတယ်ဟုတ်ကဲ့ခင်ဗျာအဲ့တော့အဲ့လောက်အရှိရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအရှိမှာရန်ကုန်ကမရှိဘူးဟုတ်ကဲ့ခင်ဗျာအဲ့ဒီစခိုင်းပြည့်ရေးပေါ်မှာရန်ကုန်ရှိမနေဘူးဟုတ်ကဲ့ခင်ဗျာဒါမဲ့မဝေးဘူးဘာလို့လဲဆိုတော့1930ပဲခိုးငွေလှုပ်တော့လူ900တည်တယ်ဟုတ်ကဲ့ခင်ဗျာရန်ကုန်မှာ90တည်တယ်ဟုတ်ကဲ့ခင်ဗျာနော်တလောက်ပဲกว่าတယ်ဟုတ်ကဲ့အဲ့တော့သူကဒီလှုပ်နိုင်တဲ့ငလေး ဇုံထဲမှာ तू อ่ะရှိမနေဘူးဟုတ် तू อ่ะ central မြန်မာဘေးစင်းတို့ခေါ်တဲ့ဒီမင်းနဲ့မင်းနဲ့ဂျိုင်ဝမ်ကြီးထဲမှာပဲရှိတယ်အပေါ်ဘက်ကစမ်းမယ်ဆိုလို့ရှိရင်အဟူကောင်းဂျိုင်ဝမ်တို့ဒါချင်းတွင်းဂျိုင်ဝမ်တို့ဒီဆလင်းတို့ပြည်တို့ပြီးတော့ ARD Delta ဘေးစင်းဆိုပြီးတော့အဲ့လိုဂျိုင်ဝမ်ကြီးတွေရှိတယ်အဲ့ထဲမှာပဲရှိတယ်ဟုတ်ဟုတ်ကဲ့စကိုင်းပြိုက်ရွေကသူ့ရဲ့အရှိပဲမှာဟုတ်ကဲ့အဲ့လိုအဲ့တော့နောက်တစ်ခုကလည်းပြည့်ရရငလင်းတုတ်တယ်ဆိုတော့ပြည့်ရရှိမှတုတ်တယ်ဟုတ်ကဲ့ပြည့်ရမရှိဘူးလားမဟုတ်ဘူးသူရှိတယ် ဟုတ်ကဲ့ဒါပေမဲ့သခိုင်းပြရိတ်နဲ့ဆက်ဆက်မှုမရှိဘူးအော်ဟုတ်ကဲ့သူကပြီးတော့ပြရိတ်ကသခိုင်းပြရိတ်ဆိုရေကီလိုမီတာထိုင်1200ရှိဟုတ်ကဲ့ဒီရန်ကုန်နဲ့အဲဆက်သက်ဆက်ဆက်တဲ့ဒီပြရိတ်ဆိုရှင်ပြရိတ်တို့တွေပဲရှိတယ်အခုဒီတိုက်ကြီးထုတ်သွားတာတွေပါတယ်ဟုတ်ကဲ့ဒေတာမီတာမရှိအဲအဲ့တိုက်ကြီးပြရိတ်ကတိုက်ကြီးပြရိတ်သူကအဲ့သူသူထုတ်တယ်ဆိုလို့ရှင်သူနားမှာရှိတယ် ီတာဇနီကအစားအုံနေပါလူတွေပြရဲမရှိဘူးဟုတ်ကဲ့ရန်ကုန်လည်းလုတ်ခဲ့မှုတယ်2007တော့အဲ2019တော့လည်းတုတ်မှုတယ်အဲ့တော့အပြည့်စီရှိရဲအနေချင်းပဲရှိတယ်ဒီဒီအခုထုတ်သွားတဲ့အဲမန္တလေးကလေးတို့ scale တော့ကြီးသူကမရှိဘူးဟုတ်ကဲ့စကိုင်းပြောင်းရေးတွေလည်းဆက်ဆက်မှုမရှိဘူးဆိုတော့သူ့မှာရှိတဲ့ ဒီပြိုက်ရည်ကလည်းအတော့တိမရှိဘူးရှိရည်သူတို့ကဟလာဒီကီလိုမီတာ90တို့ဘာလို့အဲ့တော့ပဲဒါအပိုင်းပိုင်းတွေဟုတ်ကဲ့ဟုတ်ကဲ့သူကအဲ့ဒီဘကိုးရုံးမကြီးရဲ့အခြေမှရှိတာဒီအဲ့ဒါတွေကအဲအရှိအပြောင်းလိုက်မရှိဘဲနဲ့အပိုင်းအပိုင်းအပိုင်းလေးတွေသွားတာဆိုသူတို့လှုပ်ရင်ဒီလောက်အပိုင်းလေးတွေပဲရှိတယ်ပြိုက်ရည်ကပဲတုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အင်အားအနေနဲ့သူမှကြီးကြီးမားမားဒီ historical ဖြစ်လာအောင်သူတို့ မမရှိဘူးပေါ့ကွာတဘောတရားအခုစကိုင်းပြရွေလို့ဟာမျိုးမှာကြတော့သူတို့ဟာကီလိုမီတာလဲအဲထောင်းနေရာရှိတယ်သူရဲ့သူကနောက်တစ်ခုကလဲပလိတ်ဘောင်ဒရီမှာရှိနေတယ်ဒီဟာတွေကြတော့သူတို့ရဲ့ဟို localize ပေါ့ကွာဒီပါပြောအဲ့လိုပြရွေလေးတွေပဲဖြစ်တယ်ဟုတ်ကဲ့ကွာခြားချက်ကအများကြီးဖြစ်တဲ့တဲ့ကြောင့်ဒီလိုပုံစံမျိုးနဲ့တော့ ရန်ကုန်မှာမတုံနိုင်ဟုတ်ကဲ့ပါသူအတတူလှုပ်တာရှိတယ်ရှိပဲဟုတ်ကဲ့လှုပ်လဲလှုပ်ခဲ့ဘူးတယ်2019နီနီနာနာဆို2019တော့လှုပ်ဘူးတယ်ဟိုရှေ့ဘက်မှာဆို2007မှာတုတ်ဘူးတယ်အဲအဲ့ဒါတွေရှိပြီမဲ့လို့အဲ့လိုပြင်းထန်တဲ့ကလေးမျိုးမလှုပ်ခဲ့ဘူးဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာကြီး ရန်ကုန်၌ပြင်းထန်ငလျင်လှုပ်ခတ်နိုင်ပွဲမရှိဟုဆိုရန်ကုန်မြို့မှာမန္တလေးငလျင်ကြီးလိုအင်အားပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်နိုင်မှာမဟုတ်ဘူးလို့မြန်မာနိုင်ငံငလျင်ကော်မတီနာယကဒေါ်လာလအောင်ကတုံးတက်ပြောဆိုပါတယ်မြန်မာတနိုင်ငံလုံးကိုခြုံပြီးကြည့်မယ်ဆိုရင်စကိုင်းပြည့်ရွေဟာတချင်းပြည်နယ်ကစပြီးအင်းတော်ကြီးအင်းတော်လေးပကူးငလျင်ကျောကနေကပလီပင်လေပြင်အထိရှည်လျားပြီးကီလိုမီတာ1200ရှိတာပါ အဲ့ဒီအရှိတိုင်းတာအတွင်းမှာရန်ကုန်မြို့မပါဝင်ပဲရန်ကုန်မြို့နဲ့ဆက်ဆက်တဲ့ပြည်ရွေတွေက အတူတွေပဲရှိတယ်လို့ပြောပါတယ်။ဒါကြောင့်ရန်ကုန်မြို့မှာမန္တလေးငလင်ကြီးလို့ဆုံးရှုံးမှုကြီးမားတဲ့ငလင်မဖြစ်နိုင်ဘူးလို့မြန်မာနိုင်ငံငလင်ကော်မတီနာရက်ကဒေါ်လာလာအောင်ကတုံးတက်ပြောပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးအပြီးနောက်ဆက်တွဲငလင်လှုပ်ခတ်မှုဟာမေလ7ရက်အထိ အကျဉ်းရေ120အထိရှိပြီဖြစ်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။